အားလုံးပဲကျမ်းမာတော်မူပါကြခင်ဗျာဒီကနေ့မှာတော့ပြည်သူလူထုကိုကြမ်းဖက်နေတဲ့စေဥစွေလောရဲ့ကိုကာကွယ်ပေးပြီးရွေးကောက်ပွဲအတွက်ဝါရဖြန့်ပေးသလိုပြည်သူတော်လှန်ရေးကိုပြည့်ရပြုစော်ကားလိုက်တဲ့ဖက်ကွက်စာ နုပညာရှင်တွေဖြစ်ကြတယ်နေတိုးနေဝင်းချူးလေးမေမြင့်မို့အေးချမ်းမောင်မြင်းမြတ်စတဲ့ပါဝင်ခဲ့သူတွေကိုရန်ကုန်တော်လှန်အင်အားစုတွေကလည်းမကြခင်ရေးယူသွားတော့မှဖြစ်သလိုသူတို့ရဲ့အရှက်မရှိနှိမ့်ကြတဲ့ကိုကျင့်တရားနဲ့ပတ်သက်ပြီးတော်လှန်နုပညာရှင်တွေနဲ့ပြည်သူတွေကဘာတွေတုံ့ပြန်ခဲ့ကြသလဲ အကြမ်းဖက်စစ်ကောင်စီကတော့ဘလောက်ထိပြတ်သားခဲ့တယ်လဲပြည်သူတွေကကောက်ရုံးမိဆက်ဖြစ်ခန်းနေအောင်မလားဆိုတဲ့သတင်းတို့ကိုတင်ဆက်ပေးပါစေအကြမ်းဖက်စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲအတွက်မြမပီးရဲ့နမည်ကြီးမင်းသားမင်းသမီးတွေဖြစ်ကြတယ်နေတို့မြင်းမြတ်တို့ကိုယ်တိုင်ပါဝင်တရုတ်ဆောင်ထားတဲ့စစ်တပ်ဝါရဖြန့်ဇက်ကားနဲ့တရုတ်ဆောင်တွေပေါ်တော်လန်နုပညာရှင်တွေနဲ့ပြည်သူတွေကရွန်ရှာဆက်ဆုပ်ကနာနာကြီးကြီးကိုဝေဖန်နေကြတာပဲဖြစ်ပါတယ်ဒီဇက်ကားကစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်တင်မဟုတ်ပဲပြည်သူဘက်တော်သားတွေရဲ့တည်ရှိမှုကိုပါ စကလုံးသုံးလုံးမူရရင်းနဲ့စော်ကားထားကြတာပါခစ်သမိုင်းကိုဒုံဆိုင်မဲ့သူများလို့အမည်ပေးထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲစည်းရုံးရဲ့ဇလန်းမှာနေတိုးမြင့်မြတ်နေဝင်းအေးချမောင်တို့ကတရုပ်ဆောင်ထားပါတယ်ချူလေးမေမြင့်မို့အောင်ခိုင်ငှက်ပြောကျော်စူပါလင်းတွက်လက်စားတဲ့တရုပ်ဆောင်တွေလည်းပါဝင်တာပါဇလန်းကို2021ဖေဖော်ဝါရီမှာစစ်တပ်အာဏာသိမ်းလို့ပြည်သူတွေစန္ဒပြတဲ့မြင်ကွင်းရုပ်တံတွေနဲ့စတင်ထားပြီးစန္ဒပြတဲ့မြင်ကွင်းတွေမှာလည်းမီးရှို့တာတွေဓာတ်ဆီပလင်းတွေကိုအသာပြပြသခဲ့ပါတယ် မြင်းမြတ်နေဝင်းအေးကြောင်မောင်တို့ဟာစပိန်နဲ့ပစ္စည်းပို့ဝန်ဆောင်မှုလုပ်ကိုင်သူတွေဖြစ်တည်ယူဆောင်ထားပြီးဇကာရဲ့ဆကိုတော့ပစ္စည်းပို့ဆောင်ချိန်ဆန္ဒပြနေကြလို့လှည့်ပြန်ရတဲ့မြင်းကွင်းနဲ့စထားပါဗျ။နောက်ထပ်ဇဝင်ကမ်းမှာလည်း2025စက်တင်ဘာလစာရန်ထိုးပြီးနေဝင်းနဲ့အေးကြောင်မောင်ကမြင်းမြတ်ရဲ့ကြွားကိုလိုက်လေတဲ့ပုံစံရိုက်ကူးထားတာပါ။ကြွားမဆရာဝင်ဖြစ်နေတော့ကျောင်းဆရာမတွေဖြစ်ချူးလင်းတဲ့မင်းမြို့အုတ်ချုပ်ရည်မှုဖြစ်ငှက်ပြောကျော်အငိမ့်စားဝန်ထမ်းဖြစ်အောင်ခိုင်တို့ကတည်ယူဆောင်ထားပါဗျ။ ကိုလိုကိုမလုတ်ခဲ့တဲ့စစ်တပ်ဟာဇလန်းနဲ့ကဇက်ကောင်တွေရဲ့နှုတ်ကနေကိုလိုကိုလုံးကြဖို့တိုက်တွန်းထားပါသေးတယ်။ဆရာဆရာမတွေကကလေးတွေကိုစာတင်ကြရမှာပဲလို့ဇလန်းမှာပြသထားပြီးမြေပြင်မှာတော့စစ်ကောင်စီဟာစာတင်ចောင်းတွေကိုပါလေနဲ့ဘုံကျဲနေလို့ចောင်းသားចောင်းသူတွေတေဆုံးနေကြရတာပါ။အမှုပညာသမားတွေကတော့နှုပညာလို့လုံးမှာပဲလေလို့လဲအေးချမ်းမောင်ကပြောဆိုခဲ့ပြီးနိုင်ငံရေးစိတ်ဝင်စားသူတွေကိုတော့ဟာတာတိဥဆောင်နေတဲ့ပေါ်ပြပြဇက်ကောင်ပုံစံထည့်သွင်းရိုက်ကူးထားပါဗျ။ ရွာထဲမှာမိုင်းလာထောင်တဲ့ရွာသားနှုတ်ဦးကြောင့်ကလေးသူမိုင်းထိခဲ့တဲ့ပုံစံရိုက်ကူးခဲ့ပြီးလက်တွေမှာတော့စစ်ကောင်စီရဲ့စာတင်ကြောင်းတွေလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးသူငယ်တွေပါအများပြားတေဆုံးနေရတာကိုလိန်ညာဖုံးကွယ်ကိုင်းနဲ့လုပ်ရပါရွာသူရွာသားတွေကိုလာမဲ့ရွေးကောက်ပွဲမဲပေးကြဖို့စီယုံကြတဲ့ပုံစံနဲ့ဇလန်းကိုဆက်ထားပြီးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေပြည်သူတွေကိုချင်းချောက်တဲ့တည်င်းစကားတွေထည့်သွင်းရိုက်ကူးခဲ့ပါသေးတယ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့ဆွေကိုမင်းတို့ပေါက်ကြရရှောင်မရေးနဲ့တော့ဥပဒေထုတ်ထားပြီးသား အကုန်နားကားသွားမယ်ခေပြောင်းသွားတဲ့ထီတော်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်လို့အောင်ခံကချင်းချောက်ပြောဆိုထားကမြင့်မြတ်ကလည်းတိုင်းပြည်ရဲ့ရွေးတစ်ခုကိုသွားနေရတော့မှန်ပဲအဲ့ဒါကြောင့်တကဘာလုံးကစိတ်ဝင်စားနေရလို့အချက်မရှိဒီစကားတွေကိုစစ်ကောင်စီလိုကြပြောထွက်ခဲ့သေးတာပါစစ်ကောင်စီကသူတို့ရွေးကောက်ပွဲကိုသူ့အောင်ရွေးကောက်ပွဲလို့သုံးလုံးနေတာကိုလည်းဇလန်းတို့ထဲမှာတံပြန်ဝါရဖြန့်ထားပါသေးတယ်နေတို့ကအတူအောင်ဆိုရင်ဘဲပါတီကဝင်ပြိုင်မှလဲတဲ့2020ပြည့်နှစ်ထွေးထွေးရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကနိုင်ရခဲ့တဲ့အတွက်မဲလေမဲခိုးတယ်လို့ဆွဆွဲပြီးအာနာတင်းခဲ့တဲ့စစ်တပ်ဟာ၎င်းတို့လုံမဲ့ဟန်ပြသူ့ရောင်ရွေးကောက်ပွဲကို၎င်းတို့အောက်ဆွဲပါတီတွေသာဝင်ပြန်ခဲ့ကြတာဖြစ်ပါတယ်။စစ်ကောင်စီလောက်ကနေစစ်တပ်ပေးတဲ့နေရာလေးတနေရာပဲရရဝင်ပြန်ကြသူတွေထဲမှာလက်တော် PPP ပါတီကဒေါ်သက်သက်ခံတော်ကိုစလေလောင်းဖြစ်ပယ်ဖြတ်ခံရပြန်ပါတယ်။အလားတူအာနာတင်းနာကူညီခဲ့တဲ့ NDF ပါဝင်စစ်တပ်ထောက်ခံတဲ့ပါတီတွေကိုတော့ရွေးကောက်ပွဲပြန်မရအောင်ပိတ်ပင်ထားတာပါ။ အဲဒီစကားကိုရိုက်ကူးသူဒရိုက်တာကတော့အမိထုတ်ဖော်ထားတာမရှိပဲခေတ္တမိုင်းဒုက္ခမရဝန်းကရိုက်ကူးတယ်လို့ပဲစာတမ်းထိုးတာပါပဲဒီဝါရဖြန့်စကားမှာပါဝင်တဲ့တရုတ်ဆောင်တွေဟာစစ်အုပ်စုလိုကြနေထိုင်ပြီးစစ်ကောင်စီနဲ့ပတ်သက်တဲ့ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာရိုက်ကူးနေသူတွေပဲဖြစ်ပါတယ်ပြည်သူတွေကတော့စစ်ဆိုးရလိုကြတရုတ်ဆောင်တွေပြည်သူတွေမျက်နှာမထောက်ကြတာကြောင့်အကြမ်းဖက်စစ်တပ်နဲ့သူတရားခံဖြစ်နေပြီးမို့ဘယ်တော့မှမမေ့ဘူးဆိုတာနာကျင်နေကြပြီပြည်သူတို့ကလည်း ပြည်သူတွေပေးတဲ့နာမည်တွေနဲ့အောင်မြင်လာပြီးပြည်သူလူထုကိုကျေးဇူးဆက်လိုက်တာဒါလားပရိသတ်ကိုချစ်တာဒါလားပရိသတ်ရဲ့အမှုပညာရှင်တွေလားမဟာလာကိုမထောက်ခံလို့အေးဆေးနေလဲရတယ်ကြောက်ကြောက်နဲ့ရရပါလို့မပြောနဲ့တော့လို့ဝေဖန်ထားတာပဲဖြစ်ပါတယ်စေဆိုးရခေဆက်ဆက်အုံပြုခဲ့တဲ့နီလန်တိုင်းအမှုပညာရှင်တွေရဲ့အားကိုအုံပြုပြီးရွေးကောက်ဝဲတဲ့ဆွဲဆောင်ခဲ့ပေမဲ့ဒီတချိန်တော့မှန်းချက်နဲ့နှမ်းထွက်မကြိုက်ဘူးလို့ဆိုရမှာပါပဲဘာကြောင့်လဲဆိုတော့ဒီစကားထွက်လာပြီးချိန်မှာတွန်လိုင်းကာလာဆာကအရှင်ကောင်းခဲ့တဲ့ ဘွိုင်ကိုဆိုတဲ့စကားလုံးကပြန်လဲရေပန်းစားလာခဲ့တာကြောင့်ပါအဖက်မလို့ကြောင့်လူညီဖို့သူတို့ account တွေကို follow ဖြုတ်ပါ follow ဖြုတ်ပြီးဘလော့ထားရင်ပိုကောင်းပါတယ် follow ထားပြီးဖက်မလို့ဘူး on နေတာကြလဲအဖက်လို့သူတို့ဖြစ်နေကြောင်းအတီလို့ပါဆိုကစစ်သက် CDN ကိုခန့်ကိုကလည်း၎င်းရဲ့လူမှုကွယ်ရေးစာမျက်နှာကနေတိုက်တွန်းထားပါတယ်အဲနောက်ထိုင်းနိုင်ငံမှာယုံတင်နေတဲ့ဗျောဒဏ်ရုပ်ရှင်ကိုလည်းပြည်သူတွေကဘွိုင်ကိုပြုတ်လုထားတာကြောင့်ကြီးရှုသူမရှိဖြစ်နေပြီးဗျောဒဏ်ကိုကြော်ညာပေးတဲ့ online seller တွေကိုလည်းဘွိုင်ကိုပြုတ်လုခံနေရတာပဲဖြစ်ပါတယ် ဒီစကားကိုထိုင်းနိုင်ငံမဟာဂျိုင်ဘက်မှရှိတဲ့ရုပ်ရှင်ဝင်တွေမှာယုံတင်ပြသနေတာဖြစ်ပြီးအွန်လိုင်းဆယ်လီတွေကဒီရုပ်ရှင်အကြောင်းကိုတင်ပေးခဲ့သလိုတချို့ဆိုင်တွေကလည်းဒီစကားကိုကြော်ညာပေးခဲ့တာကြောင့်ပွိုင်ကော့ပြုလုပ်နေကြတာပါဂျော်ဒန်ရုပ်ရှင်ကစစ်ကောင်စီတမိနဲ့ဆက်ဆက်မှုရှိသူတွေကထုတ်လုပ်ထားတဲ့စကားဖြစ်ပြီးတော့စစ်ကောင်စီကြောင့်တင်းရှောင်နေရသူများပြားရှိတဲ့နိုင်ငံမှာမျက်နှာပြောင်တိုက်ပြီးသွားရောက်ပြသခဲ့တာပဲဖြစ်ပါတယ်ကိုစင်တော်နိုင်ကတော့နောက်ကိုစားကားမှရွေးကောက်ပွဲကြောင့်ပို့စည်းရေးတိုင်းအတူရောက်ရွေးကောက်ပွဲ အင်္ဂလိပ်လိုရေးမယ်ဆို Shan Election ဆိုတဲ့စကားလုံးကိုထပ်တလဲလဲသုံးကြဖို့ကိုတတိပေးထားပြီးစာမတင်ကြလို့စေမကူးကြလို့ CDN လုတ်တဲ့ထင်နေတဲ့ဖက်ခွက်စာနှုပညာရှင်တွေကိုလည်းအာနာလူတဲ့စစ်ကောင်စီကိုစန်းကျင်ကြောင်းပြဖို့ CDN လုတ်တာဖြစ်ကြောင်းအခြေခံလေးလောက်တောင်တေချာနားလည်ပုံမရကြောင်း CDN လုတ်ခဲ့တဲ့ဆရာဆရာမတွေဟာ CDN လုတ်ခဲ့ပေမဲ့နီးစရာမှရရင်ရတယ်လို့စာတင်ပေးခဲ့ကြစေကူပေးနေခဲ့ကြတယ်တချို့ဆို ခုထိတင်ပေးကူပေးနေကြတော့အဲ့လိုဆက်လုပ်လို့မရလောက်အောင်ကို လိုက်ပြီးဖိနှိပ်ရန်ရှာခံခဲ့ကြရတာကိုကြာဇန်ညိုနဲ့ထဲ့မရေးရဲပဲနဲ့ပေါကီရတွေပဲရှောက်ပြောနေကြတာတော့ခက်တာပဲလို့ຫນွေဦးတော်လိုင်းမှာပါဝင်နေတယ်ကိုစင်စင်လေးကထောက်ပြထားပါတယ်ဆက်လက်ပြီးဤပညာအားနေတဲ့အရင်ခေတ်ကာလတွေမှာစစ်ကောင်စီရဲ့ဝါရဖြန့်တဲ့မူဝါဒကအကျိုးသက်ရောက်မှုရှိကောင်းရှိနိုင်ပေမဲ့ဒီနေ့ခေတ်မှာတော့မရတော့ကြောင်းစစ်ကောင်စီကပြည်သူတွေပေါ်ကြမ်းဖက်မှုတွေကျူးလွန်တာကပြောစကားအနေနဲ့တာမဟုတ်ပဲမြေပြင်မှာအမှန်တကယ်ကျူးလွန်နေကြောင်းတသက်တည်းသိကြနေပါ စစ်ကောင်စီကသူတို့ရဲ့လက်အောက်ခံစစ်ကောင်စီတပ်သားတွေကိုကန့်သက်ချက်တွေနဲ့လုံဆောင်ထားတာကြောင့်အဖြစ်မှန်တွေကိုမသိတာဖြစ်နိုင်ပေမဲ့ဒီစကားမှာပါဝင်သူတွေကတော့ဤပညာနဲ့မစိမ့်တဲ့သူတွေဖြစ်သလိုဆိုရှယ်မီဒီယာကိုအသုံးပြုပြီးဝင်ငွေရှာနေတဲ့သူတွေပါပဲနေသွနဲ့ချီလူအဲမလို့ချူလီလို့ဆိုရင်စစ်ပေးတံကိုရင်ကလေးကခန်းစားနေကြရတယ်ရခိုင်လူမျိုးတွေပါဒါပေမဲ့လည်းဒီစကားမှာတော့နေသွကလူငယ်တွေရဲ့ရက်တိချက်တွေကိုပုံဖြတ်ခဲ့သလို ချူလေးကလည်းစီဒီအန်ဆီယာမတွေရဲ့လုံဆောင်ချက်တွေကိုပြည့်ရပြုခဲ့တာပါဒီနေ့ခေတ်မှာပြည်သူတွေရဲ့တပိတ်မှောက်မှုကဘလောက်အတိုင်းအတာတိရောက်ရှိနိုင်နေဆိုတာရှေ့မှာလည်းဥပမာတွေရှိပြီးသားပါမြင်းမြတ်ရဲ့ဘော်ရာရင်ကြီးဖြစ်တဲ့ယုံလေးက2020ရွေးကောက်ပွဲမတိုင်ခင်ကာလကလေးကဒေါ်စန်းစုကျင်တဲ့ပြည်သူအစိုးရကိုစစ်တပ်ရဲ့ထောက်ပံ့မှုနဲ့အနုပညာမြေကန်မျိုးစစ်ဗီဒီယိုရိုက်ပြီးသွေးသွဆန်းခဲ့တဲ့သူပါအဲဒီကိစ္စကြောင့်ပဲယုံလေးကဒီနေ့ဒီချိန်ထိပြည်သက်ရှိပေါ်ပေါ်တင်တင်ရောက်ရှိမလာခဲ့တာပါပဲ။ ဒါအပြင်စစ်တပ်ကိုထောက်ခံကြောင်းပေါ်တင်ပြသခဲ့တဲ့ဟာတလူရှင်တော်ဒိန်းဆောင်နဲ့ငိမ့်ချန်းတို့ဆိုရင်လေအမှုပညာလို့ဆက်လုံးမရတော့အောင်အပေကံဖြစ်ခဲ့ကြပါတယ်စစ်ကောင်စီကအခုဆိုရင်သူတို့ရဲ့ဖိနှိပ်မှုတွေကြောင့်တင်းချောင်နေရတယ်မြန်မာနိုင်ငံသားတွေအများစုရှိတယ်ထိုင်းနိုင်ငံကိုပါအမှုပညာမြေခံပြီးလှုပ်ရှားမှုတွေပြုလုပ်လာပါတယ်အနည်းဆုံးဥပမာအနေနဲ့ဒီရက်မှာမြန်မာလူသားအများဆုံးနေထိုင်တဲ့မဟာချိုင်းလိုနေရာမှာစစ်ကောင်စီခေါင်းဆောင်ရဲ့တမိနဲ့အလုံးလုံးသူတွေထုတ်လုပ်ထားတဲ့ပြောတဲ့စကားကိုယုံသိနေတာပါ ယုံတင်ယုံနေမဟုတ်ပါဘူး။ဇကားထဲမှာပါဝင်တရုတ်ဆောင်ထားတဲ့နေဝင်ခင်ဝင်းဝါတို့ကပါခေါ်လာပြီးပြိတန်းနဲ့သွေးဆောင်ပွဲတွေပါပြုလုပ်ပေးနေတာပါ။ဒီလိုကိစ္စတွေကြောင့်တွန်လိုင်းအင်အားစုတွေဘက်ကလည်းနေကြော်လှုပ်ရှားလာတဲ့ပြည်တွင်းကနှုပညာရှင်တွေကိုတပိတ်မဖို့တိုက်တွန်းနှိုးဆော်နေပါတယ်။ဒီအထက်မှာပွိုင်းကော့ကိစ္စတွေနဲ့ပတ်သက်ပြီးဇက်တိုက်ပေါ်ပြနေတာကပွိုင်းကော့နဲ့ပတ်သက်ပြီးပြည်သူတွေတွေးရသွားမှစိုးရကြောင်းလို့ fake news check community FNCC ဘာမှကပြောပါရယ်။ NLK နဲ့စန့်ကျင်မှုမျိုးကိုတော့ မလုံနိုင်ရင်ကျွန်တော်တို့လိုချင်တဲ့ပြေဝတဲ့ဒီမိုကရေစီဆိုတာအိမ်မက်တော်မမက်သင့်တော့ပါဘူးလို့ FNCC ရဲ့တာဝန်ရှိသူကပြောပါရယ်ဒီကောင်တွေဒါမျိုးရရင်ဘာဆက်ဖြစ်မလဲဆိုတာမသိလို့မဟုတ်ဘူးဘာမှမလွဲမရှောင်သာလို့ရိုက်ရတာပါဆိုတဲ့စောက်ခွက်တွေလည်းမဟုတ်ဘူးအထဲမှာကြောက်ကြောက်နဲ့နေနေရတာပါလို့ဆိုပြီးမှစောက်မဲ့မရှိသွားပတ်တတ်နေတဲ့ပြိသက်ဆိုတဲ့စောက်ပိန်းတွေအများကြီးရှိနေတာသိလို့လုံလို့ကိုအားလုံးကိုဒါပဲဆိုပြီးရိုက်ပြတာလို့အစီအစဉ်တင်ဆက်သူမောင်မောင်အေးကလည်းသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါရယ်ရုပ်ရှင်နဲ့တရုပ်ဆောင်ကိုစံခီကတော့ ဒီကြောင်းနဲ့ပတ်သက်ပြီးအစားကတော့မရေးတော့ဘူးလို့တွေးနေကြောင်းဒါပေမဲ့မူတာဝါရကိုတိုင်းပြည်ရဲ့ influence အလုံးနိုင်ဆုံးသူတွေကဝိုင်းပြီးတော့အမှန်တရားဖြစ်တဲ့အောင်ပုံဖော်တဲ့အတွက်အနေရကြီးတယ်လို့ခံစားလို့ရေးပါတယ်တဲ့လူတွေမယုံတော့ပါဘူးလို့ကိုကတွေးခြင်းပေမဲ့သူတို့ကိုချစ်တဲ့သူတွေတဲကဘလောက်ယုံသွားမလဲဆိုတာကိုပြောလို့မရပါဘူးမင်းညားကပဲမြဝရီကဇလန်တိုလေးကိုကြည့်ဖြစ်ပါတယ်အစာဆုံးသေချာကြည့်လိုက်ပါတယ်ပါပီမခစ်ကိုလုံးဝမမေ့တော့ငားလဲပဲတရုတ်ဆောင်သူများစေတနာရှိရှိနဲ့ လိုက်လိုက်လဲလဲတက်ဆွမ်းသမျှတရုတ်ဆောင်သွားတာကိုမှတ်ချက်ပြုမိကြောင်းမှတ်သားစရာတခုလဲတွေးရတယ်ကိုတမိုင်းကိုရေးကြမှာပဲတဲ့သိမ့်မှန်ပါတယ်ဒါအပြင်ချီးကျူးစရာတခုလဲရှိတယ်ပါဝင်သူများရဲ့တတိရှိရှိ ပြက်ပြက်တသားရက်တိမှုပါပဲသူတို့ပြက်သားတော့ကိုရီဘက်ကရောပြက်သားနိုင်ရမလားတချို့ကလည်းပြောကြတယ်သူတို့ကကျင်းတဲ့ကြက်ထဲရောက်နေတော့ဖီအားတွေကြောင့်လောက်ရတာနေမှာပေါ့တဲ့ဖြစ်နိုင်တယ်လို့တွေးမိတယ်အဲ့ဒီမှာဆက်ပြောတယ်မင်းတို့ရောသူတို့နေရာမှာဆိုရင်ငြင်းရဲမလားတဲ့ ကျွန်တော်တို့ကအဲ့လိုဘွားမျိုးရောက်မှာဆိုလို့အကုန်လုံးထားပြီးထွက်သွားခဲ့တာပါမိသားတွေကိုသူတို့တွေလိုပရိုမှုလုပ်ပေးရမှာဆိုလို့ဂုံတိတ်ခါရှိရှိ နေခြင်းလို့အောင်မြင်ဆုံးချိန်မှာအကုန်ထားခဲ့ရတာလွယ်ကူတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ဘူးဗျကျွန်တော်ကလည်းအခုပြန်မေးမယ်သူတို့ရောအကုန်ထားပြီးကျွန်တော်တို့လိုထွက်သွားရဲလားလို့မေးခွန်းထုတ်ထားတာပဲဖြစ်ပါတယ်၎င်းရဲ့ပို့ဆောင်မှာပဲမက်ဖြူဖြူကြော်သိန်းကဟုတ်တယ်အဲ့လိုဘွားမျိုးရောက်မှာဆိုလို့အကုန်လုံးထားပြီးထွက်လာခဲ့တာအဲ့လိုထွက်လာရဲကြလားဆိုကား လာရောက်မှတ်ချက်ပေးထားပြီးမတ်ပန်ဆယ်လိုကတော့ချီးကျွေးလို့စားရတာလားချီးကျိုက်လို့စားတာလားအငေးပွားနေကြမလို့ကြောင်းငှို့တွေမြင်ကလေးကအတိတာကြီးခစ်သက်ပါပီတွေစီကဘာတွေမျော်လင့်ပြည်သူများကိုဒုက္ခပေးတဲ့ကောင်းတွေစီထောက်ခံအောက်ဆွဲနေတဲ့ကောင်းတွေကိုမှထပ်နားလဲပေးကြရအောင်မယ်ဆိုဘာလို့တော်လန်နေကြအောင်ပါလဲရှိတာတာလှန်ပေးလိုက်ကြတော့အားလည်းပါဝင်ချသွားအောင်ဆိုကအမတ်တင်ညာရှိကြဖို့ကိုတိုက်တွန်းလာတာပဲဖြစ်ပါတယ် လက်ပြဆိုင်စကားနဲ့ဆူရရှိခဲ့တဲ့ကလေးသယောက်ဆောင်ဖြစ်ဖြစ်ကလည်းအကုန်ထားပြီးသမီးနဲ့မိထွက်လာခဲ့ကြကြောင်းဘာကြောင့်လဲဆိုတော့အမေကပြောတယ်သူတို့တွေနဲ့မပတ်သက်ချင်လို့တဲ့ခက်ခဲတဲ့ပင်ပန်းတွေစူးစားရုန်းကန်ကြရတယ်အမေကတော့တခါတခါသမီးကိုတနာတယ်သမီးလည်းအမေကိုတနာတယ်ဒါပေမဲ့သမီးတို့ထက်ဆိုးတဲ့ဘဝတွေအများကြီးပဲသမီးတို့ရဲ့ပညာစူးစားတင်နေကြတယ်ဘာပြင်းမှမရှိတဲ့ကလေးတွေကြေးရလွှားရမနှက်ပြန့်ဆိုတာမမြင်နိုင်တော့တဲ့ကလေးတွေပညာသင်ယူခွင့်မရကြပဲ လေရင်တန်ကြားတိုင်းကြောက်ရွံ့အော်ဟစ်ငိုယိုနေရတဲ့ကလေးတွေမြင်တွေ့ရတိုင်းနှလုံးသားကနာကျင်ရကြောင်းဘာလို့ဆိုသမီးမိဘတွေကသမီးငယ်ငယ်ကလေးကကိုကျင်းစာစိတ်ရှိပြီးစာနာနားလဲပေးတတ်ဖို့လမ်းပြပေးခဲ့လို့ပါပဲဆိုကခက်ခဲမယ်ဆိုတာသိရတဲ့ကိုကျင်းစာစိတ်ကြောင့်မတရားမှုကိုစန့်ကျင်ခဲ့ကြကြောင်းကိုအတိအပြည့်ရေးသားထားတာပဲဖြစ်ပါတယ်။ကိုရဲဘော်ချေကလည်းပတ်စံမရှိလို့ပြစ်မှုကျူးလွန်တဲ့သူတွေကိုနားလဲပေးဖို့လုပ်တိုင်းမှာတချို့ဘဝတွေကမိသားစုတနက်စားဖို့ တနေ့လုံးပင်ပန်းနေရတာကိုငဲ့ညာပါတဲ့စစ်ကောင်စီထိန်းချုပ်မှုအောက်မှာမို့မလွန်ဆန်နိုင်လို့ဘောမရရဲဆိုတာကိုနားလဲပေးခြင်းနဲ့ဆိုရင်ဘဝတွေဆုတ်ပြတ်တက်သွားတဲ့အထိတောင်းခံရဲတော်လန်နေရတဲ့သူတွေကိုအားနာပါဆိုကသတိပေးထားတာပဲဖြစ်ပါတယ်အဲ့တော့ပြည်သူလူထုကိုအကြမ်းဖက်နေတဲ့စစ်အုပ်စုရဲ့လုပ်ရက်ကိုကာကွယ်ပေးပြီးရွေးကောက်ပွဲအတွက်ဝါရဖြန့်ပေးသလိုပြည်သူတော်လန်ကိုပြည့်ရပြုစော်ကားလိုက်တဲ့ဖက်ခွက်စားနုပညာရှင်တွေကိုရန်ကုန်တော်လန်အင်အားစုတွေကလည်းမကြခင်ရေးယူသွားတော့မယ်လို့သိရပါတယ် ျွန်တော်တို့ရန်ကုန်မှာတကယ်ရှိနေစော်နေအဖွဲ့တွေစုပြီးကြေညာချက်ထုတ်တာပါအဲကောင်တွေတဲကဘဲကောင်မဆိုးတွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါလို့ရန်ကုန်အာမေဖွဲ့တာဝန်ရှိသူကလူထုတွေကိုပြောကြားထားပါတယ်အမှုပညာမြေခံအကြံပတ်စစ်တပ်လက်ကင်ထုတ်တွေကိုပြင်းထန်စွာရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းကြေညာချက်ကိုအော်တိုဝါလာ28မှာရန်ကုန်တော်လှန်အင်အားစုတွေဖြစ်တဲ့ရန်ကုန်အာမေ YA Deck Shadow Operation Flame OF မာသာဆန်ရန်ကုန် Force နဲ့ broken system ဖွဲ့တွေကပူးပေါင်းထုတ်ပြန်ထားတာပါအဲ့ဒီဖက်ခွက်စားတွေကိုပြောချင်တာကဒီတော်လိုင်းကာလ2023နောက်ပိုင်းသူတို့ဘာသာဘာလုံးနေနေကျွန်တော်တို့လေးလူရှူပေးထားတယ်အခုကအမားကိုအမှန်လို့လှုပ်ပြီးတော်လိုင်းကိုပုံဖြတ်စစ်တပ်နဲ့ပလင်းတူဘူးဆိုးလှုပ်ပြီးဝါရပြအစိတ်ခက်လာတာတော့လုံးဝခွင့်မလွတ်နိုင်ဘူးကြော်မသွားပေးနိုင်ဘူးလို့ operation flame ဖွဲ့တာဝန်ရှိသူကလူလူတွေကိုပြောပါတယ်ကျွန်တော်တို့ယူဂျီတွေကပြည်သူပေါ်မျက်နှာမူပြီးရဲတိကြတဲ့သူတွေပါပြည်သူလိုမရှိတဲ့မြေသူမဆို ကျွန်တော်တို့ရန်သူပါပဲပြည်သူကြွေးတာစားပြီးပြည်သူကိုအစိတ်ခတ်နေတဲ့လူတလိမ့်ဆန်တွေကိုကျွန်တော်တို့ဒီတိုင်းကြည့်မနေနိုင်ပါဘူးလို့ရန်ကုန်အာမီတာဝန်ရှိသူကပြောဆိုထားပါတယ်။ပါဝင်တဲ့အမှုပညာရှင်တွေရဲ့ချက်လက်တွေလည်းရရှိထားပြီးအမှုပညာလောကကနေအဲ့ဒီအမှုပညာရှင်တွေရဲ့တင်းင်းတွေကိုပေးပို့နေတဲ့သူတွေလည်းရှိတယ်လို့လည်းကောင်းကဆိုပါတယ်။ပြည်သူတွေအနေနဲ့တော့တည်တည်ချာချာလေးဗီစီနဲ့ SP ကိုတိတိယောက်လုပ်ပေးကြဖို့တိုက်တွန်းချင်ပါတယ်ဗျာလို့ Operation Flame တာဝန်ရှိသူကတိုက်တွန်းပါတယ်။ထုတ်ပြန်ချက်ထုတ်တဲ့အဖွဲ့တွေက လက်ရှိရန်ကုန်မြို့မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုံနေတဲ့နေရာတွေကိုစစ်ရေးပြစ်မှတ်နေတဲ့တိုက်ခိုက်နေကြတာပါပရက်ရှိုးတွေရှူတင်နေသွားပြီးဆက်ဆလူထားနေကြတဲ့ဟာတွေလည်းစင်စင်ချင်းချင်းနေကြဖို့တတိပေးတယ်လို့ရန်ကုန်အာမေအဖွဲ့တာဝန်ရှိသူကတတိပေးစကားဆိုထားပါတယ်အတံပဲစစ်ကောင်စီဘက်ကတော့ရုပ်ရှင်ဒါရိုက်တာမိုက်တီခေါ်တန်းထွန်းစောဇက်ပိုတျောဆောင်ကျော်ဝင်းထွန်းခေါ်ကျော်မင်းထွန်းနဲ့ဟာသာတျောဆောင်အုံတိုင်းခေါ်ဇော်မင်းတို့ကိုရွေးကောက်ပွဲကာကွယ်ဥပဒေနဲ့ ဖမ်းဆီးလိုက်ကြောင်သိရပါဗျ။စစ်တပ်က၎င်းတို့ရွေးကောက်ပွဲကိုဝေဖန်ပြောဆိုရေးသားသူတွေကိုအမြင့်ဆုံးတေတံတိချမှတ်ထားတယ်။ရွေးကောက်ပွဲကာကွယ်ဥပဒေနဲ့ဖမ်းဆီးနေတာဟာအယောက်60ကျော်ပြီဖြစ်ပါဗျ။ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝေဖန်ရေးသားသူတွေကိုလည်းအကြမ်းဖက်စစ်တပ်ကဇက်တိုက်ဖမ်းဆီးနေတဲ့အထက်မှာအခုဆိုရင်နှုပညာရှင်တွေပါပါဝင်လာခဲ့တာပါ။ကိုဘကဖိုင်းကော့လေးလှောက်တာတော့ကိုအချင်းချင်းစောက်စကားတွေများနေတဲ့အချိန်မှာစစ်ခွေးတွေကခုလိုပြက်ပြက်တတပါပဲ။ဒါကြောင့်ပြည်သူများလည်းပြတ်သားကြဖို့လိုကြောင်းတိုက်တွန်းရင်းဒီတင်းကြောင်းလေးကတော့တော်တော့ပါပဲခင်ဗျာ။ ကိုစိပါကျမ်းမာချမ်းသာကြပါစေကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါ